်ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာသာသနာဝင်ပုဂ္ဂိုလ်2မျိုးရှိပါတယ်အဲဒါကတော့နံပါတ်1အိညာမထောင်ပဲသင်္ကန်းဝေပြီတော့သာသနာပြုနေတဲ့ပုဂ္ဂိုလ်များကို အနာဂာရိက သာသနာဝင်ပုဂ္ဂိုလ်လို့ခေါ်ပါတယ်နံပါတ်2ကတော့သင်္ကန်းမဝတ်ဖဲလူဝတ်ကြောင်ဘဝနဲ့သာသနာပြုနေတဲ့ဥပါတကဥပါတကီများကိုတော့ အဂါရိကသာသနာဝင်ပုဂ္ဂိုလ်လို့ခေါ်ပါတယ်ခမညာခရာဖြစ်ဖို့ထက်ယခန်ဖြစ်ဖို့ခက်တယ်ဆိုတာကိုလည်းတပြေးကမ်းဆရာတော်အရှင်ဝါတ္တထာဘိဝန္တကဤကဲ့သို့ဆိုပါတယ်ဘယ်အချိန်မှာဖရာဖြစ်မယ်ဆိုတဲ့ဗျာဒိတ်နဲ့ကာလတတ်မှတ်ပြီးသားမို့ဗျာဒိတ်နဲ့ကာလပြည့်သွားရင်ဖရာဖြစ်မှာပါပဲတဲ့ရှင်ယခန်ဖြစ်ဖို့ဆိုတာကတော့ ကာလတတ်မှတ်ချက်မရှိတဲ့အတွက်ကြောင့်ဖျားဖြစ်ဖို့ထက်ယဟန်ဖြစ်ဖို့ခက်ပါတယ်လို့တပြေကံဆရာတော်အရှင်ဝါတိထာဘိဝန္တဆရာတော်ဖျားကြီးကဤကဲ့သို့ရေးသားထားတာကို တွေ့ရှိရပါတယ်ထေရဝါဒဗုဒ္ဓဘာသာယဟန်တော်များ တရားဟောကြားတဲ့နေရာမှာလဲတရားဟောခြင်း၄မျိုးရှိတယ်လို့ဝိနယဘခုတ္တပကာသနီကျမ်းမှာ ကြီးကဲ့သို့ဖော်ပြပါရယ်နံပါတ်1အတ္တဇာတယတုဒ္ဒနိခေပါလို့ခေါ်တဲ့မိမိအလိုအတိုင်းဟောကြားခြင်းကိုဆိုပါရယ်နံပါတ်2ကတော့ပရိဇာတယတုဒ္ဒနိခေပါလို့ခေါ်တဲ့နာယူသူရဲ့အကြိုက်ကိုလိုက်ပြီးတော့ဟောကြားခြင်းဖြစ်ပါရယ်နံပါတ်3ကတော့အထုပ်ပတ္တိကနိခေပါလို့ခေါ်တဲ့ဖြစ်ပေါ်လာတဲ့ဝိထုပစ္စည်းနဲ့ဆက်လျင်းပြီးတော့ ဟောကြားတာကိုခေါ်ပါတယ်။နံပါတ်၄ကတော့ပစ္စဝတိကနိဗ္ဗိပါလို့ခေါ်တဲ့အမေပု္ပ္ပာအတိုင်းဖြေကြားဟောကြားခြင်းကိုခေါ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်အလုံးဟာတရဏဂုံ၃ပါးကိုတော့ဖြင့်လူတိုင်းရွတ်ဖတ်ပူဇော်ဘူးပါလိမ့်မယ်။အဲ့ဒီနေရာမှာလဲတရဏဂုံရွတ်ဖတ်ပူဇော်နည်းနှစ်မျိုးရှိပါတယ်။နံပါတ်၁ကတော့ဗုဒ္ဓံတရဏံဂစ္ဆာမိ ဓမ္မံတရဏံဂစ္ဆာမိတံခံတရဏံဂစ္ဆာမိစသည်ဖြင့်နေကဟိအတ္တမှာဆုံးသွားတဲ့ရွတ်ဖန်ဤကိုတော့နေကဟိတန်တရွတ်ဖန်ဤလို့ခေါ်ဆိုပါတယ်။နံပါတ်2ကတော့ရှေ့ကချပေးတဲ့လူနဲ့နောက်ကလိုက်ဆိုတဲ့သူဟာဗုဒ္ဓံဗုဒ္ဓံတရဏံတရဏံခိသာမိခိသာမိစသည်ဖြင့်မအခရာမှာဆုံးတာကိုတော့ မကရန္တတရဏဂုံရွတ်ဖတ်ပူဇော်နီလို့ခေါ်ဆိုတဲ့အကြောင်းကိုလည်းဝိနည်းဗဟုတုတပကာသနီကျမ်းမှာဤကဲ့သို့ရေးသားဖော်ညွှန်းထားတာကို တွေ့ရှိရပါတယ်ခမညာ